င်္ဂလာပါဒီနေ့တော့ကျွန်တော်မိတ်ဆွေတို့ကိုဒါအားလုံးလဲဒီရဲ့ဘိုင်းမှာဟိုတည်ကျင်နေကြတဲ့ဒီ hot news တစ်ခုပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ BB ဆိုင်ရာလုံသမားဖွဲ့ချုပ် ILO ကနေပြီးတော့မြန်မာနိုင်ငံပေါ်မှာ article 33နဲ့ကျွန်တော်တို့အရေးယူတဲ့ကိစ္စပေါ့နော်အဲ့တော့ဒီဘိုင်းကိုကျွန်တော်ကဒီမပြောခင်မှာပေါ့နော်ဒီ ILO အကြောင်းပေါ့နော် ပြီးရင်နောက်ထပ်ကျွန်တော်တို့ကဒီဒီလိုအေးအေးယူမှုရဲ့နောက်ဆက်တွဲပေါ့နော်ဘာတဲ့ရောက်မှုတွေမြန်မာနိုင်ငံပေါ်မှာရှိမလဲပေါ့နော်အဲ့လိုအပိုင်းလေးတွေကျွန်တော်ခွဲပြောချင်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ကအဲလိုကကျွန်တော်တို့က1919ခုနှစ်မှာစတင်တည်ထောင်ခဲ့တယ်လို့ကျွန်တော်တို့လေ့လာသိရှိရပါတယ်အဲ့တော့မြန်မာနိုင်ငံအနေနဲ့ကလေနော်အဲလိုကို1900 48ခုနှစ်ဒါကျွန်တော်48ဆိုတော့လွတ်လပ်ရေးရတဲ့အချိန်ပါပေါ့နော်အဲစပြီးတော့ကျွန်တော်တို့ဒါအဖွဲ့ဝင်နိုင်ငံဖြစ်နေဝင်ရောက်ခဲ့တယ်လို့သိရပါတယ် တော့ ILO မှာဆိုလို့ရှိရင်အဖွဲ့ဝင်နိုင်ငံပေါင်းက189နိုင်ငံအထိရှိတယ်ဆိုတဲ့အခါကျတော့ကမ္ဘာပေါ်မှာရှိတဲ့နော်နိုင်ငံပေါင်း190ကျော်နဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်ဒါနိုင်ငံအလုံးနီးပါးလို့ပြောလို့ရပါတယ်နော်ဒါ ILO အဖွဲ့ဝင်ဖြစ်နေရှိကြပါတယ်အဲ့တော့ ILO မှာနော်ကျွန်တော်တို့အဖွဲ့ဝင်နိုင်ငံတွေကဒီ convention လို့ခေါ်ရပေါ့နော်ဒီနိုင်ငံတကာအလုံးသမားနဲ့ပတ်သက်တဲ့ဒီဒီစာချုပ်တွေပေါ့သဘောတူစာချုပ်တွေရှိပါတယ် ဲ့တော့ဒီသဘောတူစာချုပ်တီမှာမြန်မာနိုင်ငံအနေနဲ့လက်မှတ်ထိုးထားတာလေအဲကျွန်တော်တို့ဒါသဘောတူစာချုပ်၅ခုလောက်ရှိတယ်လို့သိရပါတယ်เนาะအဲတချို့အချက်တီတော့တချို့စာချုပ်တီတော့လက်မှတ်မထိုးဘူးလို့လည်းသိရတယ်အဲ့တော့ဒီထဲမှာဒီလိုသဘောတူညီမှုတွေစာချုပ်တွေချုပ်ဆိုပြီးတက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံတွေကเนาะဒီအလုတ်သမားဥပဒေနဲ့ပတ်သက်ပြီးတော့အလုတ်သမားလို့ပြောတဲ့ခါကျတော့ကျွန်တော်တို့ကဒီနေရာမှာဟိုအလုတ်ရှင်အလုတ်သမားအစိုးရပေါ့နော်ဒီလိုသုံးပွင့်ဆိုင်ပေါ့နော်အဲ့လို ဂျားထဲမှာရှိတဲ့အဲဒီအခွင့်အရေးချိုးဖောက်မှုတွေနောက်တစ်ခါဒီအာရမလုတ်သားစူဆောင်းမှုတွေစိတ်ခိုင်းမှုတွေနောက်တစ်ခါအငင်းပွားမှုတွေနောက်အလုံသမားနဲ့ပတ်သက်တဲ့အခွင့်အရေးတွေနောက်ဒီ discrimination လို့ခေါ်တာပေါ့ဗျာနောက်ဒီခွဲခြားဆက်ဆံတာမျိုးအနိုင်ကျင့်တာမျိုးအဆရှိတဲ့ဖြစ်ပေါ့နော်ဖိနှိပ်ချုပ်ချယ်တာမျိုးအဲဒီလိုမျိုးတွေမလို့ရဖို့ဒါသဘောတူထားရရှိတယ် ဲ့တော့ဒါတွေကိုချိုးဖောက်လို့ရှင်သူက ILO မှာဒီအရေးယူတဲ့ဒီ article လို့ခေါ်တဲ့ဒီပြောရင်တော့နားလည်လွယ်အောင်ပြောရင်တော့ကျွန်တော်ကအရေးယူတဲ့ပုံမှန်တွေပေါ့ဗျာ။เนาะအဆင့်ဆင့်တွေရှိတယ်။ပထမဆုံးသူက article 22နဲ့စပြီးတော့သူတို့စုံစမ်းစစ်ဆေးမှုတွေလုပ်တယ်။အဲပြီးရင်တက်ဆိုင်ရာနိုင်ငံတက်ဆိုင်ရာအဖွဲ့အစည်းတွေကိုအဲသူတို့ဒီဒီယာနဲ့ပတ်သက်ပြီးတော့ light နာဆောင်ရွက်ဖို့လုပ်တယ်။အကယ်၍အဲ့ဒီမှာပဲသူက light နာဆောင်ရွက်တယ်ဆိုရင်တော့22မှာပြီးသွားတာပေါ့။အကယ်၍ဒီ22နဲ့ သူကမရဘူးဆိုရင်နောက်ထပ်သူက24 article 24ကိုဆက်တက်တယ်နော်နောက်ထပ်အရေးယူမှုတစ်ဆင့်ထပ်လုပ်တယ်နော်အဲပြီးရင်တော့နောက်ထပ်26ပေါ့နော်အဲ့လိုထပ်လုပ်တယ်အခုဟာဒီအရေးယူမှုအဆင့်၄ဆင့်မှာကျွန်တော်မြန်မာနိုင်ငံချမှတ်ခံရတဲ့ article 33ဒီဒါ ILO ရဲ့အရေးယူမှုပြင်ထန်တဲ့ဒါအဆင့်လို့ဒီလိုလေ့လာတွေးရှိရပါတယ်ဆိုတော့နောက်ထပ်ကျွန်တော်တို့ကအဲ့ဒီမှာဘာထပ်တွေ့ရလဲဆိုတော့ ILO မှာဒီ article 33နဲ့ အေးယူခဲ့တဲ့တမိုင်းကြောင်ပြန်လေ့လာတဲ့ခါကျတော့ကမ္ဘာပေါ်မှာနိုင်ငံပေါင်း၃ခုပဲရှိတယ်။အဲ့ဒီနိုင်ငံတွေကမြန်မာအပိဘရာဇီးနဲ့ဘယ်လာရုပေါ့နော်။အဲဒီနိုင်ငံ၃ခုလို့သိရတယ်။အဲ့ဒီတည်းမှာပထမဆုံးစပြီးတော့ဒီ Article 33နဲ့အေးယူခံရတာကျွန်တော်2000ခုနှစ်မှာမြန်မာနိုင်ငံ ဖြစ်ပါတယ်။နော်။နောက်တစ်2000ခုနှစ်မှာအာဒီဘရာဇီးနိုင်ငံဖြစ်ပါတယ်။2004ခုနှစ်မှာအဲကျွန်တော်တို့ဘယ်လာရုနိုင်ငံဖြစ်ပါတယ်။ဆိုတော့ ဒီနိုင်ငံ၃ခုမှာကြည့်မယ်ဆိုရင်မြန်မာပထမဆုံးဖြစ်နေတယ်။အဲ့ဒီနောက်မှာမြန်မာအခုဒါနှစ်ထပ်ကွန်းပေါ့နော်။2025မှာဒုတိယအကြိမ်ထပ်မံပြီးတော့ဒါ Article 33နဲ့အရေးယူခံရတဲ့မျိုးဖြစ်ပါတယ်။ဆိုတော့ဒါဆိုရင်အဲ့လိုမလိုက်နာတဲ့ကဲ तू ဒီလိုအရေးယူတယ်မလိုက်နာရင်ဘာ ਈ ဖြစ်မလဲ။အဲဒါလည်းကျွန်တော်တို့ကစိတ်ဝင်စားဖို့ကောင်းတယ်နော်အဲမလိုက်နာဘူးဆိုလို့ရှိရင်တော့အဲသူကတက်ဆိုင်ရပါတော့အဲဒီ article 33မှာပါတဲ့ဒီအချက်တွေရှိတယ် အာရီကတာရီသရီကဘာနဲ့အေးအေးယူတာလဲဆိုရင်သူကအဖွဲ့ဝင်နိုင်ငံတွေကိုသူက ILO အနေနဲ့ကနော်အဖွဲ့ဝင်နိုင်ငံတွေကိုပူးပေါင်းဆောင်ရွက်ဖို့သူကဖိအားပေးလို့ရတယ်တတိယဖြစ် ILO ရဲ့ဒီ article တွေဒီ soft sanction လို့လည်းပြောလို့ရတယ်နော်လုံးဝ sanction လို့မတုံးဘူးနော်သို့တော်လည်းသဘောတဘာဝက soft sanction ပဲ ဲ့တော့ तू อ่ะဒီ article 33ကိုပြန်ကြည့်မယ်ဆိုလို့ရှင် तू နီးပညာပူပေါင်းဆောင်ရွက်ခြင်းမလုပ်ဖို့နောက်သက်ဆိုင်ရာအဲ့ဒီနိုင်ငံရဲ့နောက်အစိုးရလို့ပြောတဲ့ပုံကိုယ်တွေအဖွဲ့အစည်းတွေဒါတွေ ਨੇ စီးပွားရေးပူပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့နောက်အခြားသောကျွန်တော်နီးပညာဖလှယ်မှုတွေနောက်ဥပဒေရေးရာတွေအဆရှိတဲ့ဖြစ်ပေါ့ဗျာဟိုပြောရလို့ရှင်တော့ဒီလူတွေကဒီလိုဥပဒေတွေမလိုက်တာကိုဒီလိုစာချုပ်တွေကိုဂရိမတည်ဘူးဒါတွေကိုချိုးဖောက်တယ်နောက်ခင်ဗျားတို့ဒီလူတွေ ਨੇ နောက်တွားပြီးတော့ပူပေါင်းဆောင်ရွက်တာမျိုးမလုပ်ပါနဲ့ဆိုပြီးတော့ तू ကကြံနေ အဖွဲ့ဝင်နိုင်ငံတွေကိုသူကဖိအားပေးလို့ရတယ်ဒါဒီ article 33ရဲ့သဘောဘာအဲ့ဒါဆိုရင်ကျွန်တော်တို့ကโอเคမြန်မာနိုင်ငံပေါ်ဘာကြီးတက်ရောက်ပါလဲเนาะကျွန်တော်စပြီးတော့အဲ့ဒီတက်ရောက်မှုကိုမှကျွန်တော် point of view ပေါ့เนาะကျွန်တော်နှစ်ခုနဲ့ကျွန်တော်နှိုင်းရှင်ပြောချင်ပါတယ်တစ်ခုကတော့ကျွန်တော်တို့က political point of view ပေါ့เนาะနောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ကဒီ economic point of view ပေါ့เนาะစီးပွားရေးရှုထောင့်နိုင်ငံရေးရှုထောင့်အဲ့တော့အဲ့ဒီမှာကျွန်တော်ပထမဆုံးဒီနိုင်ငံရေးရှုထောင့်ဘက်ကအရေးစားပြောပါမယ် ်နိုင်ငံရေးရှုထောင့်ဘက်က political point of view ဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့နော်တေးကြတဲ့နိုင်ငံတကာစာမျက်နှာမှာအဲ့ဒီချမှတ်ခံရတဲ့နော်နိုင်ငံ လူပုဂ္ဂိုလ်အဖွဲ့အစည်းနော်အဲတနည်းအားဖြင့်အစိုးရပေါ့ဗျာနော်အဲ့ဒီလိုအခြေအနေတွေကဘာဖြစ်သွားမလဲဆိုရင်အခြားသောနိုင်ငံတွေကနော်အဖွဲ့ဝင်နိုင်ငံတွေအားလုံးရဲ့ဖယ်ချင်တာမျိုး နောက်တစ်ခုကအရင်တုန်းကတချို့သဘောတူထားတဲ့အခြေအနေတွေစာချုပ်တွေအဆရှိတာကြီးရှိလိမ့်မယ်ဒါတွေကိုပြန်လည်ပြီးတော့နော်ဟိုဟိုဆန်းစစ်တာမျိုးဟိုပြန်ပြီးတော့နောက်ဆုတ်သွားတာမျိုးဒါတွေဖြစ်နိုင်ပါတယ်နောက်ထပ်အလုပ်တစ်တွေထားပါတော့ဟို agree တွေထပ်ပြီးတော့အစ်စ်တွေရှိတယ်ဆိုရင်တော့မှမယုံတော့ဘူး trust မရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့ iron low ရဲ့ဒီလို article တွေကြောင့်နော်အဲ့တော့ဒါကဒီတက်ဆိုင်ရာပေါ့နော်ဒါအဖွဲ့အစည်းတွေဒါ political ဘက်ကကြည့်မယ်ဆိုလို့ရှင်အဲ့တော့နောက်တစ်ခါကျွန်တော်တို့က ဒီလူလူဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းပဲเนาะဒါစီးပွားရေးကိစ္စကြောင့်မပြောသေးဘူးเนาะလူလူဘက်ကပြည်သူလူလူဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းပြည်သူလူလူကအလုသမားပေါ့ဗျာအလုသမားခွင့်ရေးဆိုတာတနည်းအားဖြင့်ပြောရင်ကျွန်တော်ကပြည်သူလူလူပေါ့ဗျာအဲ့တော့ပြည်သူလူလူအနေနဲ့ကလည်းသူကသူတို့ပေါ်မှာမတရားဖိနှိပ်ကန့်သက်ချုပ်ချယ်နော်ဟိုမတရားအနိုင်ကျင့်မှုအဆရှိတာတွေကိုအခုလို ILO ကအေးအေးယူဆောင်ရွက်ခြင်းဘက်ကကြည့်မယ်ဆိုရင်တော့ဒါဟာရက်လက်တစ်ခုပဲ ဟိုကောင်းတဲ့ရလဒ်တစ်ခုပဲဒါ political ဘက်ကကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံရေးဘက်ကကြည့်မယ်ဆိုရင်ကောင်းတဲ့ရလဒ်တစ်ခုပဲဒါပေမဲ့သက်ဆိုင်ရာခုနပြောတဲ့လူပုဂ္ဂိုလ်တွေဖွဲ့စည်းတွေခုနအစိုးရလို့ပြောတဲ့ဖွဲ့စည်းတွေဒါတွေမှာတော့ကျွန်တော်တို့ခုနပြောတဲ့တက်ရောက်မှုတွေကတော့ကြီးကြီးမားမားရှိနောက်တစ်တစ်ခုမြန်မာနိုင်ငံအနေနဲ့ဆိုလို့ရှိရင်စဉ်းစားကြည့်ပေါ့ဗျာမြန်မာနိုင်ငံကတချို့လည်းပြောတယ်အာဒီအာကိုလှုပ်လို့ရှိရင်အရင်တော့ကလည်း2000 2000ခုနှစ်မှာလည်းဒီလိုလှုပ်ခဲ့တာပဲနောက်လှုပ်ခဲ့တဲ့အချိန်တော့ကလည်းဟာလူလူတွေထိခိုက်တာမျိုးပဲဖြစ်မှာဒီသက်ဆိုင်ရာအဖွဲ့အစည်းတွေကဘာမှထိမှာမဟုတ်ဘူးလို့ပြောကောင်းပြောလိမ့်မယ် နော်ဒါပေမဲ့ကျွန်တော်ကဒီမှာနှိုင်းရှင်ပြောချင်တာလေအခြေအနေတွေမတူနော်အခြေအနေမတူ2000ခုနှစ်နဲ့အခု2025နှစ်ပေါင်းအစိတ်လောက်กว่าတယ်အဲ့တော့2000ခုနှစ်တုန်းကနောက်ဆုံးထပ်ပြောမယ်ဗျာအဲ့ဒီတုန်းကလည်းအာငါတို့ဒီစီးပွားရေးပိတ်ဆို့တာဒိုးမမှုပါဘာမှမသိပြီးတော့ဟိုဘောထိထိရောက်ရောက်မရှိဘူးဘာဘူးညာဘူးဒါမျိုးတွေဖြစ်လိမ့်နော်2000ခုနှစ်လောက်ကအုပ်ချုပ်တဲ့နော်ဟိုအုပ်ချုပ်သူတွေရှိမယ်ဗောဗျာအဲ့ဒီအုပ်ချုပ်သူတွေအခြေအနေတုန်းကသူတို့မှာနော်အခုလိုပြင်းထန်တဲ့နော်ပြည်တွင်း ဒီဒီနိုင်ငံရေးစီးရေးပေါ့ဗျာနောက်ဆုံးစီးပွားရေးပေါ့ဗျာစီးပွားရေးဆိုလည်းအင်ပရန်လုံးဝယိုယွင်းပျက်စီးတဲ့အခြေအနေမျိုး2009မှာမရှိခဲ့ဘူးနောက်တစ်ခုကဒီအုပ်ချုပ်ရေးမှာကြည့်လို့ရှိရင်လေအခုလောက်ထိနော်အခြေအနေမျိုးပြန်ကြည့်မတူဘူးမတူဘူးဆိုတော့ကျွန်တော်ပြောချင်တာက2009ခုနှစ်ကနော်ဟိုတာဝန်ရှိတဲ့ပုံကိုယ်ကြီးရဲ့အခြေအနေမျိုးနဲ့အခုလက်ရှိအခြေအနေမှာရပ်တည်နေတဲ့တာဝန်ရှိတဲ့ခုနပြောတဲ့အစိုးရဆိုတဲ့အဖွဲ့အစည်းတွေပုံကိုယ်တွေပေါ့ဗျာဒါကြီးနဲ့လုံးဝမတူဘူး မတူဆိုတော့တက်ရောက်မှုချင်းကတော့အင်မတန်ကွာလိမ့်မယ်ဒါနိုင်ငံရေး political ဘက်ကကျွန်တော်ပြောတာเนาะအဲ့တော့နောက်ထပ်တစ်ခုကသူကဘာရှိနိုင်လဲဆိုတော့အဲ့ဒီတော့ကစီးပွားရေးမှာပြန်ကြည့်လို့ရှိရင်သူကစီးပွားရေးက2009ခုနှစ်ကမြန်မာနိုင်ငံကဆင်းရဲတယ်ဒါပေမဲ့အခုလောက်ထိမဆိုဘူး အခုလောက်ထိမဆိုးဒါကျွန်တော်တို့ကိုယ်တိုင်လည်းဖြတ်တန်းခဲ့တာပဲအခုဒီ2021နောက်ပိုင်းကနေတောက်လျှောက်မှာအခုပိုဆိုးသွားတာငလင်းဘေးဒဏ်နေတင်လာရေနောက်အခြားသောကျွန်တော်တို့เนาะပြည်တွင်းအစ်စ်เนาะပြည်တွင်းစစ်နိုင်ငံရေးစီးအဆရှိတာတွေအခြေအနေတွေနဲ့အားလုံးပေါင်းစပ်ပြီးတော့မြန်မာနိုင်ငံလက်ရှိစီးပွားရေးအခြေအနေကเนาะအားလုံးသိတဲ့အတိုင်းပဲအဲ့တော့ဒီအခြေအနေကြီးက2009နဲ့လုံးဝနှိုင်းယှဉ်လို့မရတော့တဲ့အဆိုပါဆုံးစီးပွားရေးရိုးရွင်းပျက်စီးမှုအခြေအနေကြီး နောက်နောက်တစ်ခုထပ်ပြီးတော့ကျွန်တော်ပြောချင်တာကလူမှုအနေနဲ့ဟိုတချို့ကပြောတယ်ဒါလူမှုပဲထိမှာပေါ့နော်ပြည်သူလူမှုပဲထိပြည်သူလူမှုပဲထိမှာထိခိုက်မှာလို့ပြောတဲ့ခါကျတော့အခုကဘလောက်အဆင်ပြေနေလဲကျွန်တော်မေးခွန်းမေးချင်တာလीကျွန်တော်တို့ခုနပြောတဲ့အလုံသမားတွေပေါ့ဗျာကဲပြည်သူလူမှုတွေပေါ့ဗျာကျွန်တော်ပါဝင်အကုန်လုံးကလက်ရှိမှာကျွန်တော်ဘလောက်အဆင်ပြေနေလဲအဲ့ဒီမေးခွန်းကိုဖြေဖို့လိုတယ်အဲ့တော့တကယ်လက်တလုံးမှာလဲကျွန်တော်တို့ထက်ကဟိုပို့ဝေလေးလေးပြောရင်တကောင့်ထက်ညင်းနေစရာအကုန်မရှိတော့တာ ဒီထက်လဲကျွန်တော်ကဘာမှကိုကျွန်တော်တို့ထိခိုက်နစ်နာမှုဟာဟိုဟိုကန်းကုန်သွားပြီဗျာကန်းကုန်သွားပြီကျွန်တော်ကဘာမှမရှိအဆုံးဆုံးကိုရောက်သွားတယ်ဆိုတော့နောက်ဆုံးပိုင်ဆိုင်မှုတွေကြီးလို့ရှိရင်လဲကျွန်တော်တို့ပါဟိုဟိုအရစကားနဲ့ပဲပြောခွင့်ပြုပါဟုတ်ပါခေါ်မယ်ဂျိုးနဲ့သေးပဲကြံတော့မယ်ဘာမှမရှိတော့အဲ့တော့ဒီအကုန်လုံးကဘာမှရှိနေလဲပြန်ကြည့်အဲ့ဒီရှိနေတဲ့သူတွေက နော်ဟိုနှိစက်ရာနော်ဟိုခရိုနီခရိုဗျာခရိုဘာဘာပေါ့ဗျာအဲ့လိုဟိုဘယ်လိုခေါ်မလဲဒီလိုအဖွဲ့အစည်းတွေလူပုဂ္ဂိုလ်ကြီးတစုလောက်လက်တစုစာလူတစုစီမှာပဲသွားစုသွားစုနေတာဖြစ်တော့အခုလိုထိခိုက်မှုတွေဖြစ်တဲ့အခါမျိုးမှာနော်ဟိုကျွန်တော်တို့လူတို့အနေနဲ့ကတော့အခုလိုပဲဘုံနေမြဲကြားနေမြဲဟိုပြောရဒုက္ခရောက်မြဲပေါ့ဗျာနော်ဒုက္ခရောက်မြဲနောက်ပြီးရပါလဲဟိုအဖိနှိတ်ခံမြဲနော်အနှိမ့်ဆက်ခံမြဲဆိုတော့အခြေအနေတွေကပဲကျွန်တော်တို့ကပို့ပြီးတော့ဆိုးလာကြရလဲတိတ်မရှိတော့ ပြန်ကောင်းသွားဖို့ပဲရှိဆိုပါတော့ဗျာဘာကြောင့်ဒီလိုပြောချင်တာလဲဆိုအာရိက33ကြောင့်နော်တချို့သောကျွန်တော်တို့အပေါ်မှာဟိုဒုက္ခပေးနေတဲ့နော်ဖိနှိပ်နေတဲ့အခြေအနေတွေကကျွန်တော်တို့သနာလို့တော့မဟုတ်ဘူးကျွန်တော်တို့စာနာလို့တော့ဟုတ်ချင်မှာဟုတ်မယ်တစ်ဖက်ကသူတို့အကျိုးစီးပွားတွေထိခိုက်မှာဆိုလို့တနည်းအားဖြင့်သူတို့ရက်တီလို့မရမှာဆိုလို့တချို့ဟာတွေလိုက်နာလို့ရှင်ဘု து တက်ကောင်းသွားမလဲအလုံးသမားတွေတနည်းအားဖြင့်ကျွန်တော်တို့ပြည်သူလူထုတွေကောင်းသွားနိုင်တယ် အဲအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့လေကျွန်တော်တို့အတွက်ကတော့ဗျာပြုတ်เสียပြည်သူလူထုကပြုတ်เสียကျဲသည့်ပဲရှိတော့တာလေအဲအဲ့တော့ကျွန်တော်တို့အတွက်ကလဲကြိုက်တာနဲ့လဲလို့ရပါပြီနော်အသက်တည်နေလဲအများကြီးလဲခဲ့ပြီပြီထားတော့အဲ့တော့ကျွန်တော်ကဒါက political ဘက်ကပြောတာเนาะအထိနာချင်းနိုင်ပြည်သူလူထုက political အရပြောရင်နာစရာလုံးဝမရှိဘူးဆိုတာပြောချင်တာအဲနောက်ထပ်ကျွန်တော်က okay စီးပွားရေး point တော့ပြပါပြောတော့မယ်အဲ့တော့လူလူကိုမထိခိုက်ဖူးလားလို့မေးလုံးဝမထိခိုက်ဖူးလို့ပြောရင်အဲ့ဒါမဖြစ်နိုင်ဘူး နော်ဟိုတချို့ကဏ္ဍတွေမှာတော့တက်ရောက်မှုတွေရှိကိုရှိတယ်နော်ရှိကိုရှိတယ်အဲ့ဒါတော့ကျွန်တော်ညင်းလို့မရနော်တက်ရောက်မှုရှိပါတယ်နော်ဒါပေမဲ့ဖြည့်မှာပြောခဲ့သလိုပဲကျွန်တော်တို့လူထုအတွက်ကပြုတ်เสียကြဲသည်ပဲရှိတော့တယ်အဲ့တော့ကျွန်တော်တို့ဒီအကယ်၍ဘာတွေဆက်ပြီးကျွန်တော်ထိခိုက်နိုင်မလဲစီမွားရေးမှာဆိုရင်တေချာတာအခုဒီ article 33ကနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ เนาะဟိုဒီတက်ဆိုင်ရာခုနပြောတဲ့ဟိုအရေးယူခံရတဲ့အဖွဲ့အစည်းတွေနဲ့နိုင်ငံနဲ့အဆက်ဆံမလုပ်ဖို့တွေเนาะပြန်လဲဆန်းစစ်ဖို့တွေဒီလိုမျိုးတွေ तू အဖွဲ့ဝင်နိုင်ငံတွေကိုဖိအားပေးနိုင်တယ်ဆိုတော့သူ့ရဲ့အရေးယူနိုင်တဲ့အခွင့်အရေးရှိတဲ့အခါကျတော့ကျွန်တော်လက်ရှိဒီ foreign invest တွေရော့ရော့ကြတာဘူးဖြစ်နိုင်တာဒါဖြစ်နိုင်တယ်เนาะဟိုဖြစ်နိုင်တယ်ပဲပြောတာเนาะဖြစ်မှမဖြစ်ဘူးတော့မပြောနိုင်ဘူးနောက်ကျွန်တော်ဒီပြပအလောက်ကိုင်းတဲ့ပတ်သက်တာတွေစဉ်းစားကြည့်ပါဗျဒီရက်ွက်ထဲမှာဗျာဒီလူက နော်ဟိုပြောကျင်တာအယမ်းဆိုးတယ်အယမ်းမိုက်တယ်အယမ်းယုံပါတယ်အဲ့လိုလူကိုသူကဘာလုပ်လဲဆိုတော့တာမန်လူကောင်းတယောက်ပါဗျာသူကသူနေတဲ့ဟာကိုသူကသွားပြီးတော့လော့ကိုချော်ပြီးတော့သူ့ကိုသွားပြီးတော့သွားပေါ့ရင် သူပါရောပြီးတော့သူ့ကိုကလူတွေရဲ့နှာခေါင်းရှုံတာနော်ဟိုတနည်းအားဖြင့်ပြောရင်ဟိုအထင်လွဲခံရမှာအမုန်းခံရမှာနော်ဒါမျိုးတွေကိုကဲဘလူလူကသွားချင်ကံမလဲနော်ဒါကြောင့်ပဝင်းချင်းမှာရှိတဲ့နိုင်ငံတွေအခြားအဖွဲ့ဝင်အားရလို့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကလည်းလက်ဆောင်ကြတော့မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အကျိုးစီးပွားတွေခုနပြောတဲ့အလုတ်ကိုင်းတွေရင်းနှီးမြှုပ်နှံမှုတွေနော်နောက်ဆုံးပြသဘောတူထားတာတွေကိုပြန်ပြီးတော့ဟို contract တွေကိုပြန်မဖြစ်ရင်ကံကောင်းနော်ဆိုတဲ့အခြေအနေမျိုးတွေကတော့ရှိနိုင်တယ်ဒါဆိုရင်အဲ့ဒါတွေကကျွန်တော်တို့လူထုရဲ့ဒီစာဝတ်နေရေးဆိုတဲ့တချို့အပေါ်တွေမှာတော့တက်ရောက်မှုရှိကိုရှိလိမ့်မယ်နော်ဟိုမရှိဘူးလို့ပြောရင်အဲ့ဒါဟိုဘလို့ခေါ်မလဲတိတ်ပြီးတော့ကျွန်တော်တို့ကဟိုလုံးဝနီးလန်းတော့မကြအောင်ဒါပေမဲ့ကျွန်တော်ပြောချင်တာနော်လူလူထက်လူလူက တကောင်းထက်ညစ်မနေတော့ဘူးလို့ပြောပြီးတာအဲ့တော့အခုနကဘာတွေထပ်ဖြစ်လာနိုင်လဲဆိုတာလေးပဲကျွန်တော်ပြောချင်တာနော်ဒါကတော့မိษွေတို့အနေနဲ့ရောဒါဒီကျွန်တော်ပါဝင်ပေါ့နော်ကျွန်တော်တို့ပြည်သူလူထုတွေအနေနဲ့ရောကျွန်တော်စဉ်းစားချင်းချင်းသွားနိုင်ဖို့ကတစ်ချက်ကကျွန်တော်တို့ဒီဟာကြောင့်ခုနရှေ့မှာပြောခဲ့သလိုတကယ်တက်ဆိုင်တဲ့ပုံကိုယ်တွေအဖွဲစည်းတယ်ကျွန်တော်တို့ကိုစာလာလို့တော်လောက်အောင်မစာလာလို့တော်လောက်အောင်သူတို့အကျိုးစီးပွားအပေါ်မှာပဲတော်လောက်အောင်အကယ်၍သာဒီ article 33ကိုနော်သူတို့လိုက်နာဆောင်ရွက်မယ်ဆိုရင်ခုနကျွန်တော်တို့ အပေါ်မှာလက်ရှိကြရောက်နေတဲ့ဒုက္ခတွေရော့ချသွားနိုင်တယ်။နောက်ထပ်တစ်ချက်ကကျွန်တော်တို့ကဘာတွေပြင်ဆင်ရမလဲဆိုရင်တော့စာဝတ်နေရေးနဲ့ပတ်သက်ရင်ခုနသွင်းကုန်ပို့ကုန်တွေမှာတော့ထိခိုက်နိုင်တဲ့အခြေအနေမျိုးကျွန်တော်ဒါကျွန်တော်အမြင်ပြောတာเนาะကျွန်တော် personal point of view ပဲအဲ့တော့ဘာလဲဆိုတော့အခု तू ကသက်ဆိုင်ရာနိုင်ငံတွေကို तू ကမဆက်ဆံဖို့ပြောလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ပို့ကုန်တွေကိုအခုတော့မှလက်ရှိဗျာ sanction လုပ်ထားတဲ့နိုင်ငံတွေရှိတယ်ဥပမာအဲတချို့ကုန်ပစ္စည်းတွေကျွန်တော်ပို့လို့မရတဲ့နိုင်ငံတွေအများကြီးရှိတယ်အခု ထပ်ပြီးတော့ဒီ article 33ကြောင့်ကျွန်တော်တို့ဆိုင်ရှင်လုံးမထားတဲ့နိုင်ငံဒီတောင်မှသူကလက်ဆောင်လာတော့မှဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ပို့ကုန်တွေမှာလည်းထိခိုက်မှုတွေရှိလာနိုင်တယ်။နောက်သွေးကုန်မှာမရှိနိုင်ဘူးလားရှိနိုင်တာပဲ။အဲသွေးကုန်မှာဆိုရင်တော့အထူးသဖြင့်ကျွန်တော်တို့ကဥမာဗျာနော်လောင်စာစီအဲပြီးရင်ကျွန်တော်တို့ကစားစီနောက်ဆေးဝါးနော်အဲပြီးလို့ရှိရင်အခြားသောလူသုံးကုန်အဲဒီလိုပစ္စည်းတွေတင်သွင်းနေတဲ့နိုင်ငံတွေကလည်းပဲ နော် formally ပေါ်ပေါ်တင်ကြီးပေါ့ဗျာဟိုမြန်မာနိုင်ငံဟိုအဲဒီလိုမျိုးဟိုနိုင်ငံအဲသဘောနိုင်ငံတကာစာချုပ်တွေမလိုက်နိုင်တဲ့နိုင်ငံနော်မြန်မာနိုင်ငံကနော်တကယ်ကိုဒီလိုဟိုဘယ်လိုခေါ်မလဲနိုင်အလုံသမားတွေကိုဖိနှိပ်ချုပ်ချယ်တဲ့နိုင်ငံအဲဒီလိုမျိုးတွေအာရမတွေပေါ့နော်အလုံခိုင်းစေမှုတွေရှိတဲ့နိုင်ငံဆိုတဲ့ဟာကြီးကိုတိတိနဲ့ချွတ်နိုင်ငံတွေကပေါ်တင်ကြီးကျွန်တော်တို့ကိုဒီလိုမျိုးခုနပြောတဲ့သွင်းကုန်တွေကိုနော်ပေါ်တင်ကုန်ကုန်သွယ်နေတာမျိုးပို့ကုန်တွေကိုလက်ခံနေတာမျိုးလုပ်ဖို့ဆိုတာအကန့်အသတ်တွေအများကြီးဖြစ်သွားလိမ့်မယ် ဒါကြောင့်ကျွန်တော်တို့ကဘာတွေဖြစ်လာနိုင်လဲဆိုတော့တရားမဝင် informally လို့ခေါ်တယ်ဟို illegal ပေါ့နော်လမ်းကြောင်းတွေကနေပြီးတရားမဝင်ကုန်စည်စီးဆင်းမှုတွေပုံများလာမယ်အဲ့လိုမျိုးတွေများလာဖြစ်ပေါ်လာနိုင်တယ်အဲ့လိုမျိုးတွေဖြစ်လာရင်ဘာဖြစ်မလဲဆိုတော့ကုန်စည်နှုန်းပေါ်မှာလာ impact တက်ရောက်မှာပဲကုန်စည်နှုန်းကြီးမှာအဲ့ဒီကုန်စည်နှုန်းကြီးမြင့်မှုကတော့ဘယ်ပေါ်မှာတက်ရောက်မလဲဆိုတော့ပြည်သူလူထုအပေါ်မှာတော့လာပြီးတော့တက်ရောက်လိမ့်မယ်အဲ့လိုတက်ရောက်တဲ့အခါကျရင် ပြည်သူလူထုရောသူတို့စောင့်ဝင်နေကြက်တဲလာလို့ရှင်ဘာဖြစ်မလဲ သက်ဆိုင်တဲ့เนาะတာဝန်ရှိတဲ့ပုံကိုယ်တွေကိုသူဘာလုပ်မှာလဲ pressure ပေးတော့မှာပဲကျွန်တော်တို့ဒီပြည်သူလူထုဒီเนาะနားလည်ပါတယ်ဒီ article 33ကြောင့်တချို့တဲ့ရောက်မှုတွေကျွန်တော်တို့မှာရှိနိုင်တယ်ဒါပေမဲ့ဒီဟာကိုကျွန်တော်တို့ကောင်းကောင်း resilient ပေါ့ဗျာစာလို့ပြောရင်ကြက်ကြက်ခံနိုင်မှုเนาะအဲ့လိုအခြေအနေတွေကျွန်တော်တို့လွတ်မြောက်သွားအောင်เนาะဒီတစ်ချိန်ကျွန်တော်တို့ယုံနိုင်ရင်နောက်ထပ်ဒီလိုအဆိုးကြော့တန်တရာလာစရာအကြောင်းမရှိတော့เนาะ အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှာဒီလိုအမြဲတမ်းအနိုင်ကျင့်မှုတွေเนาะဖိနှိပ်ချုပ်ချယ်မှုတွေเนาะကျွန်တော်တို့ရဲ့လွတ်လပ်ခွင့်ဆုံးရှုံးမှုတွေဒါတွေထပ်ကြုံမှာပဲထပ်ကြုံမှာပဲဒါကြောင့်ကျွန်တော်တို့ကဒီ article နဲ့ article 33နဲ့ပတ်သက်ပြီးတော့ပြောချင်တာကတင်းအောင်မှုတွေမှာကျွန်တော်တို့ထက်ပိုပြီးတော့เนาะဒီဟာပေါ်မှာဟိုငါတို့တော့ဘာမှမဖြစ်ပါဘူးကွာလို့ဒါပြောချင်ပြောနေလိမ့်မယ်ဒါပေမဲ့အများကြီးရှေ့ဆက်ပြီးတော့ရန်ဆိုင်ရမယ့်သူတွေကပြည်သူတွေထက် ်เนาะသက်ဆိုင်တဲ့ပုံကိုယ်တွေသိပါတယ်အဖွဲ့အစည်းတွေသိပါတယ်เนาะဒါကြောင့်ကျွန်တော်ကဒါနဲ့ပတ်သက်လို့ကအဓိကကကျွန်တော်ကမေးခွန်းမေးလို့သာဒီ article 33အကြောင်းเนาะပြီး article 33ကဘယ်လိုတွေရေးယူနိုင်လဲနောက်ပြီးလို့ရှိရင်မလိုက်နိုင်ရင်ရောဘာတွေဖြစ်နိုင်လဲเนาะတက်ရောက်မှုတွေတွေကျွန်တော်ပြောတာပါအဲ့တော့ဒါနဲ့ပတ်သက်လို့ရှစ်ဆက်ပြီးတော့ကျွန်တော်တို့ဘယ်လိုတွေဖြစ်မလဲဆိုတာတော့စိတ်ဝင်စားစောင့်ကြည့်ရမယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်လည်းဒီတိုင်းပဲเนาะ က်ဆိုင်ရာเนาะမြန်မာနိုင်ငံသည် article 33မလာခင်မှာတော့မှလက်ရှိအခြေအနေမှာငလင်ပေးတန်ရဲ့နောက်ပြည်တွင်းမှာလက်ရှိဒီ2025ဟာအင်မတန်ခုလက်ကျန်6လဟာအင်မတန်ကိုကျွန်တော်တို့နိုင်ငံရေးစီးရေးเนาะစိန်ခေါ်မှုတွေမြင့်တဲ့ကာလဖြစ်တဲ့ခါကျတော့ပြည်တွင်းမှာကိုပဲစီးပွားရေးရာเนาะခုနပြောတဲ့ကျွန်တော်အရင်ရက်ကလည်းပြောခဲ့တဲ့ဒေါ်လာလိုအပ်ချက်တွေเนาะနောက်တစ်ခုကဒီကုန်စည်နှုန်းတွေကလည်းဒီတိုင်းပဲကုန်စည်နှုန်းတွေဆိုလည်းအခုစဉ်းစားကြည့် ဒီဘလို့တကယ်တမ်းကြာလို့ရှိရင်เนาะပြည်တွင်းမှာပို့ကုန်တွေလည်းမပို့နိုင်သလိုပြည်တွင်းမှာလည်းကုန်ပစ္စည်းတွေကပေါ်ပေါ်ပြတ်ပြတ်ရှိတာဆိုတော့မရှိဘူး။လာမယ့်ကျွန်တော်တို့2025မကုန်ဘူး။အခုကြံ6လနှစ်ဝက်လောက်ဟာကျွန်တော်တို့အင်မတန်ကြီးမားတဲ့ရုန်းကန်မှုတွေတွားရမယ်ဆိုတာကိုအဲသတိချက်စီချင်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့ဒီကာလတွေကိုတော့ကျွန်တော်ကအတက်နိုင်ဆုံးအတူတကွเนาะကျွန်တော်တို့တက်ညီလက်ညီနဲ့တောင်းခံကြမယ်။ရုန်းကန်ကြမယ်။အတူတူကျွန်တော်လွတ်မြောက်ကြမယ်။အဲ့ဒါအရေးကြီးပါတယ်။ resilient ကြံ့ကြံ့ခံနိုင်မှုဇွဲတက်တိလုံးလဝရိယ ကျွန်တော်တို့ဒါတွေကိုစ조사ပြီးတော့ရုပ်ကန်သွားမယ်ဆိုရင်နောက်ထပ်ဒီလိုအစိုးကြော့တန်တရာလဲမှုကိုကျွန်တော်ဒီကွင်းဆက်ကြီးကိုကျွန်တော်ဖြတ်နိုင်မှာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေတို့ fight တင်းပါလို့ပြောရင်းနဲ့အားလုံးနှုတ်ဆက်ပါတယ်။အစားဆုံးကြီးစုပေးခဲ့ကြတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်။